MSP ရုပ်ရှင်ဇာတ်ရဲဘူးဆိုအနည်းဆုံး3000တောင်5000ရေတော့5000ရှိတယ်သူဘလူးမှာဒါမရင်းနှီးနဲ့ဆရာတို့ဆိုနော်ရင်မွေးဇာတ်ရိုက်တာဆရာအိနေကားတွေကိုသွားတယ်မင်းသမီးရောအကယ်မီရဆရာအိနေကားတွေကိုပြီးတော့ကြောင်မြောက်သွားတယ်ပေါ့ကျွန်တော်ကတော့စညွေးရေးဆရာဒရိုက်တာ ဦးအောင်စိုးဦးဟာဟို1981ခုနှစ်မှာပထမဆုံးပြည့်မှတ်ဆွဲဆံညအာရေဘီယူရှင်တွေရောက်နှစ်ပေါင်း90ကျော်သွားပြီပေါ့အဲ့ဒီနောက်မှာဆံညတွေလည်းရေးပြစ်ပါတယ်အဲနောက်ပြီးတော့ဒီစာရေးဆရာတယောက်နေနဲ့လုံချင်းစာအုပ်တွေလည်း71အုပ်လောက်ရေးပြစ်တယ်ရုပ်ပြဆံညတွေလည်းတော်တော်များများရေးပြစ်တယ်နောက်ဆရာရဲ့ထင်ရှားတဲ့ဆံညကတော့အချံမိုးပေါ့လေဒီလိုဇန်ညွန့်နေဇန်ညွန့်တင်တဲ့နေဖွင့် မြန်မာနိုင်ငံရုပ်ရှင်စီယိုဇန်ညိုဖွဲ့အခြေခံဥစ္စာဒါတွေတိုင်းနှစ်ပေါင်းများစွာလုပ်ခဲ့ပါတယ်အခုထိလဲဇန်ညိုကိုစိတ်ဝင်စားနေသေးပါပဲဒီကြံမှုဇန်ညိုကိုပြန်ပြီးတော့မှတ်တမ်းတင်မယ်ဆိုဆရာရောဘတ်ဝတ်ထိန်နဲ့တွေ့တော့အဲဆိုခရစ်နဲ့ဆွေစဉ်တိုင်းနဲ့အရန်ခင်တော့သူတို့နဲ့ဟိုဒီလိုအားလုံးဒီကိုဗစ်ကာလဘာမှမလုပ်နိုင်တော့ရုပ်ရှင်လောကရက်သွားတော့ရက်သွားစရာကျွန်တော်တွေးမိတယ်ရုပ်ရှင်လော အနာဂတ်ရုပ်ရှင်လောကဘာဖြစ်လာတော့အဲ့ဒီတွေ့ကျွန်တော်အနည်း20စီမံကိန်းရုပ်ရှင်ဖွံ့ဖြိုးဖို့ဆိုရင်အနည်း20စီမံကိန်းလောက်ချဖို့လိုတယ်အဲ့ဒီတွေ့အကြံဉာဏ်ပေးထားရင်ကောင်းမှာပေါ့ကျွန်တော်တို့ရှိတော့ဆိုပြီးတော့အဲ့ဒီ grace ကိုလှမ်းဆက်တယ်ပေါ်စွန်ဆိုင်ကိုအဲ့ဒါလေးကျွန်တော်မှတ်တမ်းတင်ပြီးတော့ grace နဲ့ do နဲ့ဟိုပြောကြည့်အောင်ပေါ့ဘယ်လိုကခိုင်းလို့လဲမဟုတ်ဘူးဘယ်အတွက်မှလည်းမဟုတ်ဘူးအဲအဲ့ဒါနဲ့အဲ့မှာ Robert Winty ပါလာခင်သွားပြီးတော့သူကလည်းဇာညွန်ပညာလေးတွေ လာရောက်ပြီးဆွေးနွေးရင်းနဲ့အမှန်မှတော့ပင်မြန်မာမန္တလေးမှာဆံညွန့်တင်တဲ့ဖွဲ့တော်ကကျွန်တော်မန္တလေးအလေရောက်ရင်းနဲ့သူတို့တင်တဲ့မှာသွားတော့ပူချဘူး။ဒါပေမဲ့မရင်းမိခဲ့ဘူး။အခုကြမှာရင်းပြီးသွားတာ။ရင်းပြီးသွားပြီးတော့မှအဲကျွန်တော်ဇန်ညွန့်စာအုပ်လုပ်ချင်တဲ့ကြံမှုပြန်ပြီးတော့ဆိုပြီးတော့အပြုစုနေတော့အဲ့ဒါဝိုင်းကူပေးတယ်ပေါ့။အဲ့ကူပေးနေရတဲ့သူကဒီစာမှုလေးပေးတာ။ဒီရုပ်ရှင်သီအိုရီကိုခင်ဗျားတို့ပို့ချတဲ့နေရာမှာ international ပုံစံနေနဲ့ပို့ချတာကိုတွေ့တော့ အင်မတန်ဝမ်းမြောက်တာပေါ့နော်အဲ့တော့ဒီ architect ဆိုတာကတကယ်တော့ဒီဇက်ကောင်စရိုက်ပေါ့လေအဲ့ဇက်ကောင်စရိုက်ရှင်မျိုးကိုဘုံညွန်းနဲ့ဆောက်အုပ်ပါပဲကိုရီးယားလာတဲ့ပညာရှင်တွေနဲ့ဆွေးနွေးပြတော့ဆွေးနွေးပြတဲ့ကမှရုပ်ရှင်ကကိုရီးယားရုပ်ရှင်ဘာဖြစ်လို့အောင်မြင်နေတယ်ဘာဖြစ်လို့အောင်မြင်တာလဲဆိုတော့သူကရုပ်ရှင်သင်တန်းတွေပေးတယ်ပေါ့ရုပ်ရှင်ကျောင်းတွေခွင့်ဒါပေမဲ့တကယ်ကတော့အဲ့ဒါညွန်ခဲ့တဲ့နှစ်ပေါင်းများစွာအနည်း20တဲ့က စီမံကိန်းချပြီးတော့ရုပ်ခဲ့တဲ့အတွက်အောင်မြင်တာဆိုဟာအဲ့ဒီကဇာတို့လည်းရုပ်ရှင်ကစီမံကိန်းကိုအနည်း၂၀သာချဖို့လိုပြီးဆိုရင်အတိတရားကောင်းနေရောက်လာတာပေါ့နော်ရောက်လာတော့ဒီကတော့ဆရာတယောက်တည်းတဲ့အမှန်မှန်တော့အချိန်နေပေးလာတဲ့ခါမှာရုပ်ရှင်ဆရာဝိသေဝင်စားတဲ့ပညာရှင်တွေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေညှိနှိုင်းပြီးတော့ဆမနာလေးတစ်ခုလုပ်ရမှာပေါ့နော်ပေါ်ပြောပွဲတစ်ခုဆမနာနဲ့ research ပေါ့နော်ဒါတွေလုပ်ရမှာအဲ့တော့ ီပထမဆုံးပိုင်းအနည်း20စီမံကိန်းဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲဆိုတော့နံပါတ်1ကလက်ရှိဖြစ်ပေါ်နေတဲ့မြမရုပ်ရှင်အားသာချက်အားနည်းချက်မြမရုပ်ရှင်အားသာချက်အားနည်းချက်ဆိုတော့အခုကမြမရုပ်ရှင်ကဟိုအဲ့ဒီခက်ကဆိုတော့ပေါ်ကားတွေပေါ့အခုကြတော့ဘာတွေလဲဆိုတော့အဲ့ဒါတွေကိုဆက်ဆက်ရမှာပြန်ပြီးတော့ဘာကြောင့်အချိုးပြူတွေအချိုးပြူတာတွေရှိတယ်အဲ့ဒီထဲမှာအချိုးမဲ့တာတွေရှိတယ်အဲ့ဒီထဲကနောက်တစ်ခါအဓိကတော့အခုခက်ကပြောင်းသွားမှာဇလန်းတွဲတွေပေါ့ နောက်တစ်ခါ short film တွေပေါ့ဆရာတို့က short film တွေဖြစ်ဖို့နှစ်ပေါင်းများစွာကြိုးစားခဲ့တယ်အဲ့တော့အခုရုပ်ရှင်ကရုပ်ရှင်စကားရဲ့ပို့ဆိုအနည်းဆုံး3000တောင်5000ရေးတော့5000ရှိတယ်ဘယ်လို့မှဒါမရင်းနှီးနဲ့ဆရာတို့ဆိုနော်ရင်မွေးစကားရိုက်တာဆရာအိနေကားတွေကိုဝါတယ်မင်းသမီးကတော့အကယ်မီရဆရာကအိနေကားတွေကိုပြီးတော့ကြောင်မြောက်သွားတယ်ပေါ့အဲ့တော့အခုတစ်ခါ3000ကတော့ရင်းဖို့မလွယ်ဘူးပေါ့အဲ့တော့ဘာလို့လဲဆိုဒီ short film တွေရိုက်ရိုက်တဲ့အခွင့်အရေးပေါ့ အလူငယ်တွေကို shock နဲ့ကြိုင်ပြီးတင်ပြရအငငယ်တွေကပြိုင်ပွဲတွေဝင်ရမယ်အခုလိုပဲဟိုဟာဟောပြောပွဲတွေလုပ်မယ်သင်တန်းတွေလုပ်မယ်ပေါ့နော်အနုပညာမြောက်တဲ့ရုပ်ရှင်ကားတွေကိုအရင်တော့ဘယ်လိုဖန်တီးခဲ့လဲဆိုတော့လေးလာမယ်နိုင်ငံတကာရုပ်ရှင်တွေကဘယ်လိုဖန်တီးနေကြလဲလေးလာသူသင်ဟိုဟာပေါ့ဟိုရင်ကျင်းမှုတက်သူရုပ်ရှင်ဌာနနဲ့ပူးပေါင်းရုပ်ရှင်စည်းရုံးနဲ့ပူးပေါင်းပြင်ပပညာရှင်နဲ့ပူးပေါင်းပြီးတော့ရုပ်ရှင်ဇာတ်ကားကောင်းတွေဖြစ်ဖို့အတွက် ဘာတွေလိုအပ်တယ်ပေါ့နော်အဲအဲ့ဒါတွေကိုပညာရှင်တွေဝိုင်းဝန်းကြံစားမှတာလေ။နောက်အနည်း20မှာမြန်မာရုပ်ရှင်ဖွင့်လို့တိုးတယ်လာပါ။အဲ့အတွက်ကြိုတင်ပြီးတော့ဆောင်ရွက်တင်တယ်လို့ပြော။မြန်မာစတာပစာ